ဒီခုနှစ်ချက်သိထားရင်ဗီဒီယိုတွေဝါနေတဲ့အခက်ခဲတွေကြောင်းစိတ်ညစ်စရာမလိုတော့ဘူးကိုယ့်ရဲ့ဗီဒီယိုကဒီလိုမောင်နေတယ်ဆိုရင် brightness လေးကိုတိုးပေးလိုက်ပါဒါဆိုရင်ဗီဒီယိုလေးကလင်းလက်တော့ပါလိမ့်မယ်ဗီဒီယိုကဒီလိုအယောင်တွေမိန်နေတယ်ဆိုရင် contrast ကိုမြင့်တင်ပေးလိုက်ပါ ဒါဆိုရင်ဗီဒီယိုထဲမှာပါတဲ့အရာတွေကပို့ပြီးထင်ရှားတော့ပါလိမ့်မယ်ဗီဒီယိုထဲကအယောင်တွေကိုပို့ပြီးတောက်ပစေချင်ရင် saturation ကိုထိန်းညှိပေးလိုက်ပါဒါဆိုရင်အယောင်တွေကပို့ရင့်ပြီးစစ်လာပါလိမ့်မယ်ဗီဒီယိုထဲမှာအသားရောင်ကဝါနေတယ်ဆိုရင် temperature ကိုလျှော့ချပေးလိုက်ပါဒါဆိုရင်အသားရောင်လေးကပို့ဖြူပြီးကြည်လင်လာပါလိမ့်မယ်ဗီဒီယိုထဲမှာအသားရောင်ကမောင်နေတယ်ဆိုရင် highlight လေးကိုတိုးပေးလိုက်ပါဒါဆိုရင်အသားရောင်လေးကလင်းလက်တော့ပါလိမ့်မယ် ဗီဒီယိုကမကြည်လင်နေဘူးဆိုရင်ရှပန်လေးကိုမြင့်တင်ပေးလိုက်ပါ။ဒါဆိုရင်ဗီဒီယိုရဲ့ကြည်လင်မှုကိုတိတိတတ်တာတွေ့ရပါလိမ့်မယ်။ export ထုတ်တဲ့အခါမှာလည်း solution ကို 1080p frame rate ကို60ထားပေးပြီးတော့ code rate ကို recommended အတိုင်းထားပေးရင်လုံလောက်ပါပြီ။ဒီနည်းလမ်းလေးတွေတည်ထားရင်ကိုယ်တိုင်ဗီဒီယိုရိုက်ကူတဲ့အခါမှာလွယ်လွယ်ကူကူနဲ့ကြည်လင်အောင်ပြင်ဆင်လို့ရပါပြီနော်။